ိုကျင်းစာတရားနဲ့ထားရှိတင့်တော်စိတ်ထားဆိုဒီမှာသူတပါးဤခံစားချက်များဒုက္ခများကိုမိမိကိုယ်တိုင်ကြုံတွေ့နေရတကယ်သို့နားလေခြင်းစာနာထောက်ထားခြင်းနဲ့ကုညွေလိုစိတ်ကိုအရှိခံသည့်စိတ်ထားသဘောထားပင် ဖြစ်ပါသည်ဤစိတ်ထားကို မွေးမြူရန်အောက်ပါအချက်လက်များကို အရှိခံနားလည်သင်ပါတယ် နံပါတ်1မိမိကိုကိုစာနာပါစာကွန်ဖက်ရှင်သူတစ်ပါးကို စာနာနိုင်ဖို့ပရမအုစွာမိမိကိုကိုကိုချင်းစာတယံလိုပါသည်မိမိဤမပြည့်စုံမှုများအမှားများကိုဖွင့်လွှတ်ပြီးမိမိကိုကိုကိုယ်ဆိုင်ရှင်ကသူတစ်ပါးအပေါ်ကရုဏာထားနိုင်မှုကိုအမြင့်တွေ့စေပါれနံပါတ်2 သူတို့ဘိုင်းဤရှုတော့ကိုကြိုးစားမြင်အောင်ကြည်ပါ လူတိုင်းဤဘဝအရှင်နေစိန်ခုံမှုများခံစားချက်များကို နားလည်ရန်ကြိုးစားပါငါသာ သူအရှင်နေမှာဆိုရင် ဟုစဉ်းစားခြင်းဖြင့်စာနာမှုကို လေ့ကျင့်ပါနံပါတ်3အပြစ်မြင်မှုကိုရှောင်ပါလူတိုင်းအတွက်အားနည်းချက်ရှိပါသည် သူတို့ဘာကြီးအမှားများကိုဝေဖန်ရှုတ်ချခြင်းထက် သူတို့ဤနောက်ွယ်ကဖြစ်ရများဥပမာပညာဤမိသားစုစိတ်ပိုင်းဆိုင်ရာဒဏ်ရာများကိုတိအောင်ကြိုးစားပါနံပါတ်၄ဂျေဇုတင်စိတ်နဲ့ရိုးသားသောစကားများဂျေဇုတင်မှာခွင်းလွတ်ပါစသည့်စကားများကိုအသုံးပြုခြင်းဖြင့်စိတ်နှလုံးသားကိုနှွေးထွေးစေပြီးဆက်ဆံရေးများကိုပုံနှိုင်းဆိုင်စေပါれနံပါတ်၅တတ်နိုင်သလောက်လက်တွေ့ကူညီပါစာနာစိတ်သည် စကလုံးတာမကလုံးရဖြင့်ပြတိုင်ရန်အရေးကြီးပါသည်ဥမာဒုက္ခရောက်နေသူကိုအကူအညီပေးခြင်းအခက်ခဲတွေ့နေသူကအကြံဉာဏ်ပေးခြင်းနံပါတ်6တီးခတ်မှုကိုမွေးမြူပါလူတိုင်းဒီမတူညီသောဉာဏ်ဤအတွေ့အကြုံနှင့်ဘဝအမြင်များရှိကြသည်ကွဲလွဲမှုများကိုလက်ခံပြီးတီးခတ်နားလည်မှုဖြင့်တုံ့ပြန်ပါနံပါတ်9 မေတ္တာဘာဝနာပွားများပါဗုဒ္ဓဘာသာမှာအတွင်မေတ္တာပို့သနည်းကိုအရှိခံ၍စိတ်ကိုငြိမ်းချမ်းစွာထားကသူတို့ပျော်ရှင်ပါစေဒုက္ခကင်းပါစေဟုဆုတောင်းပေးခြင်းဖြင့်ကိုခြင်းစာစေကိုအားကောင်းစေပါれနံပါတ်၈မိမိစိတ်ထားကိုအမြဲတုံ့တက်ပါအာတယံမိမိစိတ်ထားသည်အတ္တကို